နဲ့မာပလင်ချိန်နေနဲ့အောက်ကမာပလင်ခွေးလို့ရတာလည်းလူတယ်ဗောလေအဲ့ဒါလည်းလူတယ်ဇေကရန်ကျတော့မဟာပလင်ကျင့်စဉ်ဆိုတာမဟာပုရိသကျင့်စဉ်လို့ခေါ်တယ်ယောက်ျားမြတ်တို့ကျင့်တဲ့ကျင့်စဉ်လို့ခေါ်တယ်သူကဘာလုပ်တာလဲလို့မင်းယောဂီတို့ကျင့်ခဲ့တဲ့ကျင့်လို့သိခဲ့တဲ့အတိုင်းပဲဒီတဏဟာဘဝတိချင်နာကအပယ်လေးပုံကို ကိုယ်အိမ်ရဘကြီးလို့လုံမထွက်နိုင်အောင်ဖန်တီးနေတာတနာဆိုတာသိခဲ့ပြီခဲလုံးလုံးကိုအာဃာတရဲကိုပြစ်တယ်ပြစ်တင်နိုင်တယ်လို့အပေါ်တက်သွားပြီမြင်ပြစ်တင်တဲ့အာကုံတဲ့ကမှာမဖန်တီးဘဲနဲ့ပြန်ကြလာတာကအောက်ကိုပဲအဲဒီလိုသတ္တဝါအနန္ဒသုခတိဘုံဆိုတာလူဘုံနတ်ဘုံမြမဘုံရောက်ကုန်တယ် အပေလေးပုံကမဖိတ်ခေါ်ဘဲနဲ့ကြာကြာနေတာအဲ့ဒါတဏှာပါပဲယောဂီတို့တရားစကျင်တော့လည်းသိရတိုင်းပဲဒုက္ခတွေဝူကြီးဆွဆွနှင်းနေတာဒါတဏှာပဲမိမိကယုံတွေ့နေတဲ့ဈာတွေကနောက်ကနေအတင်းရတာမလိုက်ဆွနေတာအဲ့ဒါတဏှာအပေလေးပေါက်ကြာသေးတဲ့ဒုက္ခဝေဒနာကိုအကြောင်းခံပြီးဖြစ်လာတဲ့ဝေဒနာဒုက္ခဝေဒနာကိုအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့တဏှာကြီး ဒုက္ခဝေဒနာကာမောက်လိုခြင်းလိုဖြစ်လာတဲ့ဝေဒနာကြီးအရုခမဒုက္ခဆိုတဲ့ဥပိ္ပခဝေဒနာကိုတတ်မှတ်တဲ့တဏှာကြောင့်ဖြစ်လာရဲ့ဝေဒနာရဲ့တဏှာရဲ့ဆိုပြီးတော့တဏှာသုံးမျိုးဘဝသုံးမျိုးဖြစ်တယ်အဲ့မှာဒုတိယဝန်ကြစီတဲ့တဏှာဆိုတာဒုက္ခဝေဒနာအားရကြီးဖြစ်လာတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အတ္တသက္ကာယဒိဋ္ဌိတို့အကြောင်းခံမျိုးဖြစ်လာတယ်အကျမ်းသားကြီးအဲ့ဒါကဘဝတည်ရှင်နာနာ ဒီထဲပဲဆွဆွန်းတစ်တရားဒါရေးတွဲလို့မရအောင်အဲ့တော့အဲ့လိုနဲ့မိမိတို့ဒီဒီတနာကိုဒီသာသနာနဲ့ဒီခန္ဓာမှာပေါ်ထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်အဲ့တော့အာနာပနာကမ္မထံကိုစမ်းစစ်လိမ့်မယ်ဆိုရင် အာနာပနာကမ္မထံမှာလေးရင်သာဒီကထိတဲ့နေရာကိုကဆွဲတယ်တင်းတယ်တနာကအောက်ဆွဲချတယ်ဒါယောဂီတို့သိလာပြီ ဒုက္ခတွေကိုကိုကမလဲရောကြည်မနေလဲဆွဆွချခံတယ်။အဲ့လိုအတင်းအရမဆွဆွနှစ်နေဒုက္ခတွေကိုအတနာပဲ။ဘောင်ချင်းတဲ့နေရာမှာလဲဒီလိုပဲ။ထိကျက်တဲ့ဒုက္ခဆုံးနဲ့ဒါလေးပဲဖောက်ပြန်ဖောက်ပြန်တဲ့ဒုက္ခဆုံးအဲ့ဆုံးနှစ်ပါးမှာတတိနဲ့ချိန်နဲ့ကြားရရ။နောက်ကနေရောအဲ့မဆိတ်ဖို့စီကြားရရလက်တာနဲ့စိတ်ကူလာလာဆွဲချဒုက္ခတွေပဲဆွနှစ်တယ်။ မတရားဖို့တရားကျင့်လို့မရအောင်နော်ဖြည့်စည်းရဘာလို့လဲဆိုတော့တဏှာခန္ဓာဒီဆောက်ပြီးခန္ဓာနဲ့နေတဲ့တဏှာဒီခန္ဓာတဏှာဆောက်ထားတာသရာပညာကအခုမှတဏှာကိုပေးရတာဆိုတော့တဏှာကလက်မခံနိုင်ဘူးခန္ဓာမရှိရင်တဏှာတရားမရတော့ခန္ဓာမရှိရမယ့်အဖြစ်မျိုးကိုတဏှာလက်မခံတော့တဏှာဟာမျက်ကိုအန္တရာယ်လိုက်ပြီးပြီးတော့အတင်းဖြည့်စည်းအဲအဲ့ဒါကြောင့် ပုရုဇဉ်နဲ့အရင်ထင်ထားတဲ့ဒါလေးဘောဖောက်ပြန်တဲ့ဒုက္ခဝေဒနာမှာကိုက်တာခဲတာကြီးကရှိပါတယ်ဈေးပါတယ်ရှိပါတယ်ဆိုပြီးတော့တဏဟာလှဲ့စားတယ်။တတ္တဝါတွေကတော့ကိုယ်တို့ထင်တာပေါ့ငါလို့ထင်တာမဟုတ်ဘူးတဏလှဲ့စားတာ။အေးအကောင်တင်ဖားခိုင်းတာလဲတဏလှဲ့စားတာဒုက္ခမှန်သီးသီးနဲ့ဒုက္ခတွေမှမခွာအောင်တောင်းပွဲတာလဲတဏပဲ။ဘလောက်အုံနာသေးဝေးကြီးဘလောက်ပြောပြောသီးသီးကြီးနဲ့လဲမစွန့်နိုင်တာလဲတဏပဲ။ အဘေဝိကြီးဘလောက်ပဲပြောပြောဘုရားဘလောက်ပဲဟောဟောတိတိကြီးနဲ့အဘေဝိတုဘွားကြောင့်နေလုံနေကြလဲတဏှာပဲအဲ့ဒီတဏှာဟာကြောက်စရာမတန်ကောင်းဘူးယောဂီတို့ဥစဉ်တို့အခုနေနေကြထိုင်ကြတာဟာအတိတ်ကတဏှာသည်ကာမတုပ္ပတိဘုံရောက်ကြောင်းအထောက်အပံ့ချမ်းချမ်းသာသာနေခြင်းဆိုလူချမ်းသာနတ်ချမ်းသာနေခြင်းနဲ့ဆိုပြီးတော့ဒါနသီလတွေစောက်တည်ခဲ့တဲ့ကာမတက္ကရကုသိုလ်ကံ အကြောင်းတရားကြောင့်ဝိပက်အနေနဲ့အခုလူပုံလာရောက်အဲ့လိုနဲ့ရှေ့သူတော်ကောင်းတွေကနိဗ္ဗာန်ချမ်းသာတယ်ဆိုတော့ဩဒီလောကကြီးမှာနေရတာစင်းရတယ်အဘယ်ဘေးကစင်းရတယ်တန္တရာဘေးကစင်းရတယ်လို့နှလုံးသွေးပြီးတော့သူတော်ကောင်းတွေရဲ့ဝိပဿနာခြင်းနဲ့အာထုတ်တဲ့သံဃာတော်တွေပုဂ္ဂိုလ်တွေအားလုံးကိုလူချင်းတန်းချင်းစုတောင်းခြင်းဆောက်ရှောက်ထောက်ပံ့ခြင်းကိုယ်တိုင်တရားနာခြင်းစမ်းသပ်ခြင်းငယ်ခြင်းဆိုတဲ့ ဥပနိဒေယအကြောင်းလေးတွေကြောင့်အားနေတဲ့အကြောင်းကြောင့်အခုလိုဒုတိယသာသနာမှာလာပြီးတော့ဖတ်တင်ရတယ်။အခုကျတော့တဏှာတော်လံမှုရင့်ကျက်တဲ့အချိန်ကြလာပြီ။ဒီအချိန်အပြင်ဘောဝတိရှင်နန္ဒရည်တွက်လို့မရတဲ့အချိန်ဟာဒီအချိန်ဟာအမျက်ဆုံးနဲ့အထက်အရောက်ဆုံးပဲ။ဒီအချိန်အမျက်ဆုံးပဲ။အဲ့တော့အမျက်ဆုံးရောက်နေတဲ့အချိန်မှာအမျက်ဆုံးအကျင့်ဖြစ်တဲ့မဟာဗုဒ္ဓဂုရိတာကိုကျင့်နေဖြစ်တဲ့မဟာပလင်ကျင့်ကိုကျင့် မဟာပလင်ကျင့်တယ်ဆိုတာမဟာပလင်ခွေပြီးတော့တက်လာတဲ့ဝေဒနာကိုစိတ်ကြီးဆွဲတက်ပြီးတော့စဉ်းရမှုတက်တက်ပေးခံခိုင်းတဲ့လေ့ကျင့်မှုမျိုးမဟုတ်ဘူးမြတ်စွာဘုရားကဒေါမနတကိုလည်းတဲ့ကောင်းတဲ့မြှွားတဲ့ဒေါမနတမမြှွားတဲ့ဒေါမနတဝင်နှမျိုးရှိတယ်မြှွားတဲ့ဒေါမနတဆိုတာတဲ့လူတယောက်ကအဖျားကြီးတက်ပြီးတော့ယောဂတွေရပြီးပြင်းထန်စွာခံစားနေရတယ်ဆိုပါစို့အဲ့ဒီအချိန်မှာနောကျင်ငယ်ဘုဒ္ဓ ဆိုးဝါးတဲ့အနံ့ဆိုးဝါးအရသာဆိုးဝါးတဲ့ဆီးရီတက်လို့ရှိရင်အဲယောဂပြောက်မယ်ဆိုရင်အဲပုဂ္ဂိုလ်ဒီထိုမကောင်းတဲ့အနံ့အရသာတွေဆိုရက်မကောင်းတဲ့ဒီဒေါမနတာတွေကိုစေးတော့ဝပြီးတော့မိမိရဲ့ယောဂကိုပယ်နှုတ်လိုပါကထိုပုဂ္ဂိုလ်ဒီထိုမကောင်းတဲ့အနံ့အရသာရှိတဲ့ဆီးရီကိုတော့ဝတယ်အဲ့ဒါမကောင်းသောအနံ့မကောင်းသောအရသာတွေဟူသောဒေါမနတာဝေဒနာတွေမိဘအပ်တဲ့ဒေါမနတာလို့ငါဘုရားခေါ်တယ် ဒါမြတ်စွာဘုရားဟောတာအကယ်၍ဒီစိတ်ကိုဆုံးမလို့မရဘူးဆိုလို့ရှိရင်အာသောစာပြင်အာသောကိုကြည့်ထိုးရအံကိုကြည့်ခန္ဓာကိုပြင်မှန်းပြရမယ်အနာခံပြရမယ်ညှင်းသိပြရမယ်ဒါဘုရားဟောတာတာဥပမာပြရလို့ရှိရင်အာကြီးတဲ့လူကအာငယ်တဲ့လူကိုဖြင့်ညစ်ပြီးတော့နော်တတ်တယ်လို့ပဲအဲ့လိုဒီမကောင်းတဲ့စိတ်တွေကိုအဲ့လိုဖြင့်ညစ်ပြရမယ်ပြင်မှန်းစေရမယ်စည်းရဲစေရမယ် အဲ့လိုလုပ်ရမယ်တဲ့အခုလဲဦးဇင်းတို့မဟာပလင်ချိန်တယ်ဆိုတာဘောင်ချိန်တော့လဲနောက်ကလောင်းတော့ရှင်းဘဝင်ငန်းမှာကြီးလိုက်တဲ့ခါကျတော့ဘာဖြစ်လို့ဒီလိုဘဝင်ငန်းလုံးတက်လိုက်တာလဲဆိုတော့တဏှာကိုမြင်အောင်လို့ယောဂီတကူငါလည်းမဟုတ်ခနဲ့ဒုက္ခတဲ့ဆုပ်ဆုပ်နေတဲ့တဏှာကိုသိအောင်လို့တဏှာနဲ့တက်ရိုက်ဦးဇင်းရှုခိုင်းလိုက်ပထမတော့ဒစင်ဒစင်မြောက်လာပြီတဏှာနဲ့တက်ရိုက်ရှုခိုင်းလိုက် တဏ္ဍာကိုပန်းချပြီးပြီးသိခံဆုံးလို့လို့တော့စိတ်ကိုတဏ္ဍာကကပ်မြတော့တဏ္ဍာနဲ့ရှင်နဲ့ဇောလင်မြကြသွားပြီးဝင်ကြတော့ချမ်းသာငြိမ့်သွားတယ်ပေါ့။ဩဒုက္ခတော့ရှိတယ်ဆင်းရဲတာမရှိဘူး။ကြိုက်ခဲထုံခြင်းနဲ့ဒုက္ခတွေရှိပြီနဲ့ဆင်းရဲတာမရှိဘူး။အရင်တော့ကြိုက်ခဲထုံခြင်းတော့ရှိတယ်ဆင်းရဲတာလည်းရှိ။ဩဆင်းရဲချမ်းသာဆိုတာစိတ်ပဲ။အခုတော့တဏ္ဍာအကြောင်းသိရပြီ။တော့မကောင်းတဲ့နေရာကိုဆွတ်တင်နေပြီ။အခုတော့တဏ္ဍာကိုဖိတ်ခေါ်ပြီးတော့ဒီသာသနာမှာဒီခန္ဓာမှာ နော်အမိပါဆွံ့လို့တော့မယ်ဆိုတဲ့အဆုံးဖြတ်ချက်အဲ့လိုမှမနှုတ်လို့ရှိရင်သေတဲ့တွင်းထန်တဲ့ဝေဒနာမှာသူကနေလားငါလားအတင်းအာရမအုပ်ချုပ်ပြီးဆွဲချတော့မယ်အဲ့တော့သေတဲ့ထီအောင်စောင့်မနေတော့ဘဲနဲ့မသေးခင်နေ့ကတဏှာကိုပေါ်ထုတ်ပြီးတော့အဲ့တဏှာကိုမနော်အပြီးပိုင်းဆွံ့လို့မယ်ပယ်ပြစ်မယ်ဆိုတဲ့ဒါရွေချက်အဲ့ဒီသဘောမျိုးနဲ့ထိုင်မှာအဲ့တော့တဏှာကိုပေါ်ထုတ်လိုက်တဲ့အခါကျတော့ မခံရင်းတဲ့စိတ်မခံထားတဲ့စိတ်လွတ်လွတ်တဲ့စိတ်လွတ်လျောင်းစားတဲ့စိတ်အဲ့ဒီတဏှာဒီဒီခန္ဓာမှာစိတ်ဖြစ်တိုင်းစိတ်ဖြစ်တိုင်းရဝတ်အတွက်ဟောအုပ်ချုပ်တာ အခုဝင်ပိုင်းကြီးကျင်လာတဲ့အခါကျတော့တဏှာဟာတိလာပြီငါ့ကိုမြင်သွားပြီငါ့ကိုစိတ်ဘောစိတ်နဲ့ကမြအောင်တွန်းချနေပြီအဲ့လိုတိလာတယ်အခုတော့ဦးဇင်းတော့တွန်းချအောင်နေမို့ပွဲကိုနှုတ်လိုက်ပြီအာနာပနာကမ္မထာကြီးနေသည်သစ်ပင်တပင်လဲတဲ့အခါမှာအကိုင်းနေပြီဖြူချတာနဲ့တူတယ် ။ဘဝင်ပိုင်းတို့ခြင်းစဉ်တို့သည်အပင်ရင်းရလက်ရနေတယ်။မဟာပရင်ခြင်းစဉ်သည်အမြင့်ပါမကြံဆွဲနှုတ်တာနဲ့တူတယ်။ရှေးပိုင်းရဖြစ်လာတာတွေကိုတဏ္ဍာဟာငယ်သားတွေလှုပ်ပေးတာ။ဒီတခါတော့တဏ္ဍာကိုဘိုးတက်ရိုက်ခေါ်ထုတ်လိုက်။ထွက်ခဲ့တော့လို့မင်းရှိရတက်သားတွေလှုပ်လှုပ်ပြီးတက်ခိုင်းသမျှဒီခါတော့မင်းဘိုးเจ้าဗမာတဲအောင်ပဲတက်ကုန်နေဆိုငါသိပြီအဲ့တော့တဏ္ဍာကိုဘိုးကိုဖိတ်ခေါ်ပြီးတော့တရာဘုံနဲ့ဒီတခါ अबाइंडे जा अरे खेत लास रो योग रोती जे टाइम में उसी का आमा गाने बिया ये उन लोग ये चीनी बिया अजूबे सी है बलो जोशी ले सो अरे टन्ना को अभी का सोनो बी दी ने टबिया ने वो यान लला सो चाव बिलो ना बने ये टलाई था अरे ये डा अजी डा फोड़ा जी जखाई टलाई အဲတရားထိုင်ပြီးလဲအဲ့ဒါအေးဒတ်ကြီးကပါနေတာဘယ်ချင်းဖြစ်ဖြစ်ဘယ်ခါဖြစ်ဖြစ်အဲ့ရင်ဝါလေးကိုအောင်ပြီးတာနဲ့အေးပြီးတော့ကြီးပြီအဲ့ဒီမှာမက်သည်အရင်တော့ထစ်ခနဲ့ဆိုငါဟုတ်ထစ်ခနဲ့ဆိုငါဆိုတဲ့ဒိဋ္ဌိနဲ့တဏှာစားထစ်ခနဲ့ဆိုဘက်ဖြစ်သွားပြီထစ်ခနဲ့ဆိုတာနဲ့မက်ကဆိုင်ရန်ကိလေသာကိုပယ်တယ်စက္ကန့်ပိုင်းဖြစ်နေပြီပယ်တယ်တချို့စက္ကန့်ပိုင်းပြင်မှာအလံတကြဖြစ်ရမယ်ကိစ္စမျိုးနဲ့ကြုံလာတော့မှာ အလန့်တရားဖြစ်မဲ့စိတ်ကိုမက်ကပယ်ပြီးသွားတယ်။အော်တိုဘရိကလိုပဲနှီးများတာနဲ့190ပြောရင်ဖြတ်ချတယ်။ဘရိကဆိုတဲ့စက်ကလေးက190တဲ့အောက်ရောက်သွားရင်လောကဖြတ်ချတယ်။နှီးပြင်းပြန်လာတဲ့နှီး190ကျော်သွားတာနဲ့ပိုတာနဲ့သူကဖြတ်ချတယ်။အခုလေပုရုဇဉ်အလေးကြီးအကြောင်းတိုက်ဆိုင်လို့မြန်ဖြစ်လာမယ်ဆိုရင်စက္ကန့်ပိုင်းဖြစ်နေပါစေ။မက်ကလှကနေလို့ပယ်လိုက်။မက်ပယ်တယ်မက်ပယ်တယ်ဆိုတာငါလိုက်ပယ်နေတာမဟုတ်ဘူး။ သီလသမารိနဲ့ပဲဟာတရင်ကမက်တီဝိက္ခမဏမက်တီသမုတ်စီရာမက်ကြတော့ဆိုအလိုလိုပယ်တတ်တဲ့သဘောဖြစ်သွားပြီဦးဇင်းတို့ပြီးမှာဟိုတူရှင်ဆရာနှစ်ယောက်တယောက်ကရဟန်းဝင်တယောက်ကလူဝင်တယ်တရားလာခြင်းပြီးတော့အုတ်ရှိပင်ကရောက်တော့ဂျန်တဲ့ကောင်တငယ်ချင်းကိုသွားပြီးတော့ဒီကျင့်စဉ်ချင်းနဲ့ကျင့်တိုက်တဲ့အကြောင်းတရားကျင့်ဖို့အကြောင်းသွားပြီးတိုက်တွန်းတယ်တိုက်တွန်းပြီးတော့ဒုံတော့ဘာရဟန်းကလည်းမထွက်ရသေးဘူးပြန်လာတော့ ကားလမ်းပေါ်ရောက်တော့အုပ်ရှိပင်ကိုဆုံးသပြီးဖို့အတွက်အချိန်ကနည်းနေတော့ဂိမ်းမှုကိုကားတာပေးဖို့ပြောလိုက်တယ်။နောက်တော့ဂိမ်းမှုကကားတာလို့ရတဲ့အကြောင်းလမ်းပြောတော့အဲမှာဝမ်းပန်းတတာနဲ့ကားဝဘောတက်တာ။ကားဤကင်လို့တက်လို့မရဘူး။အတင်းလှိုက်လိုက်လဲလဲဖြစ်တဲ့နော်ထကြွနိုးကြွတဲ့အုံကြွမယ်။ကုသိုလ်ပီတိဇောကိုလည်းမကလက်မခံပွဲထားရတော့ကားဤကင်မျိုးရတယ်။ပရိစ္ဆေသုံးဘုရားလေဝင်မပင်ရတယ်။ နောက်နေ့ရဲ့သုံးရက်နေ့တော့ဂျန်နဲ့ကြောင်းဆရာသူတို့အိမ်ကမိသံကြောင့်ခေါ်တော့မိလန့်တော့သူ့အမေငါးသားမိမိဆိုတော့အဲ့ဒီတခါမိသံကြောင့်ကင်ပြီးတော့အဲ့မိခေါ့လို့သွားတယ်။တန်ကြောင့်ကင်ပြီးတော့ရတယ်ခေါ့လို့မရဘူး။အဲ့လိုယုံရင်းဆံကဖြစ်မဲ့စိတ်မကလက်မကောင်ပဲပြီးတယ်တန်ကြောင့်ကင်ပြီးရတယ်။နောက်တစ်ခါကျတော့ဒီကိုညိုကြီးဆိုတာဒီမန္တလေးကကြောက်ရောင်းတော့ နေကကြဆိုင်ကနေမန္လေးကိုသွားရင်းနေလူလစ်တဲ့ဆိုပြီးတော့အရှိန်နေတဲ့အချိန်မှာကလေးကအိမ်ကြီးကနေပြီးတော့ဘောလုံးလွတ်တူပြေးထွက်လာအဲ့မှာအလန့်ကြဖြစ်မဲ့စိတ်ကမက်ကဖြစ်ခွင့်မပြီးစက်ကမိုင်းဖြစ်နေပြီစီပယ်လိုက်တယ်ရထားဖြစ်လို့မရဘူးထကြွတောင်းကြံပြီးလန့်ပြီးတော့ထအောင်မဲ့စိတ်ကြီးဖြစ်လို့မရဘူးမက်ကရထားဖြစ်ခွင့်မပြီးတတ်ထားတယ်အခုဒီမှာအရင်တရားပြတော့ကကြခတ်ကကောင်းလေးဆိုတာတော်သားလေး ခုနှစ်မြောက်ရောက်နေပြီစောင်းနှမကြီးတရားပြတော့ဘလူမရောက်ဘူးဆရာတော်တဲ့တပြည့်တရားကျင်းရတယ်လေမာမအာဘွားရသိမရှိသေးဘူးတဲ့လို့လာလျှောက်တော့မင်းကနေ့ရောင်ကြံပါသေးတယ်ကြိုးစားပါဦးအဲ့လိုပြောတဲ့နောက်နေ့မနေ့ကျတော့အာဘွားရလာဆုံးလျှောက်တယ်မနေ့စောကြီးဒီရှင်းနိုင်တရားထိုင်ခြင်းကိုမရောက်ဘူးလားတပတ်ကလေးကောင်းတင်းပြီးတော့ဇင်းညာလျှောက်နေအချိန်မှာလေးကဝိကနဲ့တိုက်တော့တပတ်ကလွန့်ကြသွားတာ တော်သားတွေအဲ့လိုဖြစ်လို့ရှိရင်ငားနေဆဲတယ်လေဒါအလေးပေါ့အဲ့လိုဖြစ်နေချင်းမှာဝိင္နဲ့ပြည့်ပြည့်စပဲ့လဲကြအောင် तू ဆဲကျင်နေစိတ်ကလေးဟာအရင် အလေးလေးဖြစ်လာမဲ့စိတ်ကလေးဟာမက်ကပဲလို့ရတယ်အလန့်တကြဖြစ်ပြီးတော့စိတ်လိမ့်မှန်ပါနော်ကြိုတင်ချိန်စပြီးဒါမှသဘောတရားတွေကတရားတွေဆိုမှန်ကြပြီးတော့နော်ဖြည့်သိတာမျိုးမဟုတ်ဘူးနော်စက္ကန့်ပိုင်းတွင်လျှက်တစ်ပြည့်တွင် ဖြစ်လာမဲ့တတိလိပြီးထဖြစ်လာမဲ့စိတ်ကိုမက်ကပဲပြီးတာ ဲ့လိုမမျိုးသမုတ်စီရမကူရအပေလေးပါးကိုကြာစီတဲ့ပုတုဇင်ဒလိဇရိုက်အဲ့ဒါကိုပင်လုံးတာနော်အရင်တော့လေးလေးကြိုက်တာနဲ့လန့်ငနေဆိုတော့တော်သားဆိုဆဲတတ်တယ်လေရှိလေအဲ့ဒီအလေးတောင်မမြင်အောင်ပြေးပြီးတယ်နောက်ဒီကခုနကမှရဲချက်ဆုံးရှိအဲ့ရဦးနေတကသူအဲ့လိုတရားကြည့်မိတဲ့ခါကျတော့သူ့စိတ်ဦးထဲမှာလိုက်ပြီးတော့ဒါလိုက်လိလိုက်ရင်းနဲ့မမျောလင်းမဲနဲ့ရင်မွေးပိုက်ကပေါက်ပြီးသူ့ပန်းတာဒီတိုင်းမရနိုင် ထအော်တဲ့စိတ်မရှိဘူးအဲ့ဒီလိုဖြစ်ပြဆုံးဆိုတာအဲ့လိုဆုံးနေမှာဖြစ်လာပြီးကလိုက်သနိုင်မှဆုံးလာတယ်လည်းမဟုတ်ဘူးနော်တရားသမားဆိုသတိထားပြီးတော့မှနော်သတိလစ်တော့မတရားဘူးသတိလစ်တော့ပြန်ပြီးတရားတာလို့တာမျိုးဒီတော့လည်းမဟုတ်ဘူးအခုကကြိုတင်မှုမရှိဘဲနဲ့ပြင်ဆင်မှုမရှိဘဲနဲ့လျှက်တဲ့ပြည့်ဖြစ်မဲ့ထဖြစ်မဲ့စိတ်နဲ့ပုရုဇဉ်အလေးကိုမက်ကလုံးဝလည်းမခံတော့ဘူးအဲ့လိုများရတဲ့ပုဂ္ဂိုလ်ကအခုလိုစိတ်မျိုးအခုလိုလည်းမနေတော့ဘူး ပုရုဇဉ်အလေးလည်းမရှိတော့လူငယ်ဖြစ်ပါစေအသွင်ပြင်ပြောင်းသွားပြီအနေတိုင်းပြောဆိုအပြုအမူတွေလည်းပြောင်းသွားသလိုတရားနဲ့ပဲဂိမ်းပြီးတော့ပဲနေတော့တယ်ဓမ္မတာဂိမ်းသွားပြီပုရုဇဉ်အနွယ်အကျမ်းစာအပြီးဖြတ်ပါပြီသောတာပတိမကပုရုဇဉ်အမြဲအနွယ်ဖြတ်တဲ့နေရာမှာဦးသိရှင်းခဲ့ပြီပြီအကျမ်းစာပုရုဇဉ်အလေးယူနေတော့အပေလေးဝကြမယ်ရိုးရိုးပြီးစဟိုအကျမ်းစာကိုပုပ္ပဝါကမကအာရိယစပဲ အရိဟာမပွဲပဲနဲ့ရှင်းတယ်ကြဲတဲ့လောက်တဲ့နော်ကြာတော့ကြာမရဘူးတော့မဟုတ်ဘူးရတယ်နောက်ဆုံးသူ့ကိုပြရတာကြီးပဲသူမပဲလို့ကတော့မရဘူးအခုတော့ဦးဇင်းကကြာကြီးနေပြီမျောမနေတော့ဘူးတခါတည်းပေါ်ထုတ်လိုက်တာမဟာပလင်ဦးဇင်းရှင်းပြီးပြီတဏှာကိုငားများသလိုပေါ်ထိတ်တယ်ပေါ်ထုတ်တယ်လို့ဆိုတာပြီအဲ့တော့တဏှာတိဟူသောငားဘိုးကိုမဟာပလင်နဲ့ချိန်လိုက်တဲ့ခါကျတော့ပေါ်လိုက်တာပေါ်လာတာပဲ ်ဘောရတနာဘာလုံးလဲနေရခန္ဓာအိမ်ကြီးကိုရအောင်မဆွဲဘူးလားဆောင်းဒုက္ခဝိညာဉ်တက်လာရင်တနာဘာလုံးလဲခန္ဓာအိမ်ကြီးကိုနော်ငါအိမ်ဆိုပြီးအတင်းကုတ်ဆွဲမှုမလုပ်ဘူးလားဟုတ်ပါဘူးအဲ့တော့ကိုကဘာလုပ်အောင်လဲဆိုရင်ဘာမှမလုပ်ပဲနေလိုက်တာပါပဲတရားမဟာဝိကျင့်စဉ်ဆိုတာပါလေဘာမှမလုပ်တော့ဘူးဟာရိခန္ဓာအိမ်ကြီးကတရားစထိုင်တော့ ပန်းရှင်မရှိဘဲနဲ့တည်ထားလိုက်တာအဲ့ဒီမူလတည်ထားတဲ့ခန္ဓာအင်အတိုင်းဒီတိုင်းပဲထားလိုက်တာဒီငကိုထားတဲ့အင်ဒရီမှအပြည့်မခံတော့တာစိတ်တလုံးကိုပရမဝိညာဉ်ရှိရှိတော့ဝိညာဉ်တက်လာပြီဆိုရင်စိတ်ကိုမရှိတော့ဘူးနော်တဏှာဟာဟာရိခန္ဓာကိုသေချာဖို့လာတက်မှာမို့လို့ဝိညာဉ်နုပြီဆိုရရဟာရိခန္ဓာအင်ကိုလာကုတ်ဆွဲမဲ့စိတ်ကို သူ့အလိုတိုင်းလိုက်ရောမှုမလုပ်တော့ဘဲနဲ့ပဲနေလေးတော့တာတတိမေ့ပြီးတော့လိုက်ရောမှုမှာကြောက်လို့တတိမမေ့ပဲနဲ့ထားတာကဘာလို့တာလဲဆိုရင်လိုက်ရောပြီးတော့တဏှာကညှိချုပ်ကုတ်ချင်တဲ့အတိုင်းခန္ဓာအိမ်ကြီးကိုဝင်ကုတ်ချင်တဲ့အတိုင်းလာလို့မဲ့အလုပ်ကိုမမေ့ပြီးတော့မလုံမိအောင်လို့မမေ့ပဲနဲ့တတိထားပြီးတော့မလုံဖက်နဲ့နေတော့တာတဏှာခိုင်းတဲ့အတိုင်းမလုံတော့ဘဲနဲ့လှစ်လှူရှူပြီးတော့ပဲနေတော့တယ် အဲ့လိုလဲဆိုတော့သူများနိုင်ငံကိုမတိုက်တော့ဘဲနဲ့ကိုယ်နိုင်ငံလာတိုက်ဖန်သီးတဲ့အခါကျတော့စီးတက်ခံပြီးတော့မျိုးစောက်တက်နဲ့နော်လက်နဲ့အစုံနဲ့ရန်သူကိုမျောပြီးတိုက်နေတယ်လို့ပဲအခုတော့တဏဘယ်မှာရှိတယ်ဆိုတာဘလောက်ကြီးတယ်သိတယ်ဆိုတာကိုယ်လုံးမဟုတ်ဘူးသို့တော့ဒီခန္ဓာအိမ်ကြီးကိုတော့လာပြီးတော့တဏနေရာရောက်လာဆွဲမှာတော့သိကြပြီအဲ့တော့စိတ်တလုံးကြီးနဲ့တဏကိုလည်းမရှိတော့ဘဲနောက်ဆုံးအခုတိုင်းတရားမထိုင်မနဲ့အာဘိထိုင်နေတဲ့အတိုင်းကြီးဟာ စိတ်ကခန္ဓာကြီးကိုကုန်ကြီးချုပ်တဲ့ဝင်ကိုဆုံးမဲ့အလို့မလို့ခွဲနဲ့နော်အခွန်ချုပ်ပြီးနေတာအဲ့ဒီအခွန်ချုပ်ပြီးထားတဲ့အတိုင်းစိတ်ကလည်းဝင်ကိုကိုးပါလိုက်ရောပြီးအခုနေမှာညှိချုပ်ဖို့မရှိဘဲနဲ့နေတဲ့အတိုင်းစိတ်ကလည်းအဲ့တိုင်းအားပြီးတော့နေမယ်ခန္ဓာကြီးကိုလည်းတဏဝင်ကုတ်ဆွဲခွင့်မရှိသေးဘဲနဲ့မေ့ပြီးတော့လည်းကိုးကလည်းလိုက်ရောပြီးမှကြောက်လို့မလိုက်ရောပြီးအောင်မဲနေတော့တော်တယ်တတိထားတော့တယ် မဟာပင်းကြီးစင်တာသူကတိုင်ပင်မဲ့တဏှာ45ဆိုမဲ့ကူပဲတဏှာ45တိုင်ပင်ရောက်တာနဲ့ကွက်တိမကူတာပဲအဲ့လိုတခါမဲကပယ်တက်လိုက်လို့အဲ့လိုများရောက်အောင်ကျင်းတဲ့ပုံကိုယ်စီနောက်တခါပြန်ကျင်းလဲစီးရတာမရှိတော့မဟာပင်းထက်ကြည့်ကြည့်တယ်စိတ်ထဲမှာအေးနေတာတို့ကြီးနေတာဟာနေတာတို့အခုလို့မတမ်းမမနေတော့အခုဒီတရားဖြုတ်ပြီးတဲ့ဆိုတာမှန်မှန်လေးပဲဟိုကမဟုတ်တော့ဘူးတခါတည်းကို လာ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 နဲ့အေးပြီးလာကနေလာကနေလာကနေနှလုံးဝါလေးကိုရက်တောင်လေးခတ်ခတ်ပြီးနေလို့လေးလေးခတ်ခတ်ပြီးနေလာကနေလာကနေလာကအဲ့လိုဖိုးစောတွေတက်နေတော့တယ်ဒိဋ္ဌိအကျံသာကြီးဘွေလုံးကြီးကျုပ်ပြီးတော့အပြီးပိုင်ပြန်မလာတော့တာမှမဟုတ်လို့ဒိဋ္ဌိနော်လွမ်းချုံမှုကြောင့်ခံစားရတဲ့လောကကြီးချုပ်သွားတယ်မရှိစုသည်ဟာသူ့ရဲ့အပင်အသီးတဲ့အသီးသည်သူ့အပင်ကို ပြန်ပြီးတော့မူလအနံ့ရတာအတိုင်းပြန်ပြီးတော့အပင်ပေါက်စေသလို့ ပုရုဇဉ်တို့သည်မိမိတို့ရဲ့ဗီဇအတိုင်းတခဏပြီးတခဏအောင်မစွန်နိုင်ဖြစ်စေတဲ့ဗီဇတွေတန်ត្រာကိုယ်ရင်းလျှောက်တဲ့နေရာမှာနံပါတ်1ပဲအဲ့ဒါကြောင့်မလို့ပုရုဇဉ် delay အပယ်လေးပါးနဲ့တူတဲ့ပြုတ်တတ်တဲ့အပြုတ်အမူ delay အဲ့ဇရဲ့ငါလို့မလို့ဘူးငါကြိုက်မလို့ဘူးဆိုတာပေါ့ငါလို့ပြန်လောရမှာဆိုရင်ငါလေးငါကြိုက်ငါလိုက်ခက်ထန်တဲ့ကြမ်းတမ်းတဲ့မိမိတို့ရဲ့ဗီဇကိုနော် အဲ့ဒီမဟာဗလင်ကဖော်ထုတ်ပြီးတော့အမြင့်ပါပယ်ထုတ်လိုက်ပြီးရင်အဲ့ဒီဗီဇာကြီးမြုံနေသွားရောဘဝတစ်ခုအစ်စ်သူလွံ့မြောက်ပြီးရောက်သွားတယ်လို့လုံးဝချမ်းသာသွားပြီအဲ့ဒါကိုဦးစင်းကအကြာကြီးနေပြီးတော့မတည်ငြိမ်ဘူးအခုဘဝင်ပိုင်းကျင်းတော့ဒါလီဘာဖောက်ပြန်တော့တဏှာတော့ပေါ်မလာဘူးလားပေါ်လာရင်ကိုကစောင့်ရှုပြီးတော့စွန့်ထုတ်လိုက်မှတဏှာစွန့်လို့တော့ဘဝင်ကြပြီးလွတ်မသွားဘူးလားရန်သူကြီးရှိမနေဘူးလားအဲ့တော့မထားတော့ဘူး တဏှာမရှိတဲ့ခြင်းကချမ်းသာမှန်သိရင်ဒီတဏှာဆွန့်ထုတ်ပြီးဒီကြမချမ်းသာဘူးလားချမ်းသာတယ်အဲ့ဒါရွှေခောက်ပေးတာလေအာနာပနာကမ္မထံကကြီးရွှေစိန်နဲ့ကျင်းတယ်ဘဝင်ပိုင်းကျင်းစဉ်ဆိုတာကြီးသုံးမှတ်နဲ့ရွှေခောက်တမနဲ့ရောတာကဤကြောင်ကြောင်နဲ့နော်အခုမဟာပလင်ပိုင်းဆိုတာကရွှေခောက်ကြီးပေးလိုက်တာအဲ့ဒီလူများကျင့်သွားပြီးတဲ့ပုဂ္ဂိုလ်ကြီးသိအောင်ဘလို့မှတတ်တဲ့ကံမှာဘလို့မှဆင်းရအောင်လို့မရတော့ ။ဦးဇင်းတို့ဒီအကျင့်စဉ်တွေကဝါလို့ကြရအကျင့်စဉ်တွေကြရင်9နာရီထိထိုင်ရတယ်မဟုတ်ဘူးလေ။တချို့ဆိုလို့ရှိရင်7နာရီ9နာရီ10နာရီကျောင်းကြီးညာ။အာဝါလို့ကြလို့ရှိရင်နော်လူငယ်လူရွယ်များပါလာလို့ရှိရင်နိုင်ချီထိုင်လာတဲ့အခါမှာ10နာရီထိုင်မလားမဟာပလင်ချိန်မလားဆိုမဟာပလင်ပဲချိန်တယ်ဆိုတာ။တချို့ကြတာမဟာပလင်ချိန်ပြီးရိုးမထိုင်တော့ဘူး။ရိုးရိုးထိုင်တာစားမပါရင်စားတယ်လို့ဒီပုတ်ချူကြီးပြဲ။မဟာပလင်အောင်ပြီတဲ့ဘက်ကရိုးရိုးဘုံမထိုင်တတ်တော့။အဲအနည်းဆုံးတစ်ဘက်ချင်းမဟာပလင်ချင်းလူဝဲထိုင်တော့ သူကဘွဲ့တစိတ်နေနဲ့ဖိုစိတ်ရအောင်ပါနော်ဖူခံစားတဲ့ဖူခံစားရဆိုအမြင်ခံစားလို့ရပါတယ်။အနှလုံးဟရိယအလေးမှာအမြင်နဲ့ကြည်အေးနေတဲ့ဓာတ်ကလေးအမြင်ရှိနေပါတယ်။အဲ့ဒီဓာတ်ကလေးကိုအမြဲတမ်းအောင်ပြုတာနဲ့ပင်မနှုံးနေမှုတွေကိုရှိလာရင်အဲ့ဒီအေးဓာတ်ကလေးကိုခံစားပြီးတော့ခန္ဓာကိုယ်တကူဖြန့်ချတာနဲ့တခါရည်ဆေးသလိုကြည်လင်သာရှင်းသွားတယ်။ဗတိမြအာကုံဝါရင်အာပြန်သွေးလိုက်သလိုနော်ပင်မနှမ်းနဲ့လာလို့စိတ်တွေနွမ်းပြန်လာလို့ရှိရင် အဲ့အေးဓာတ်လေးမှာကြီးပြီးနေပြီးခံစားလို့ချင်းစိတ်ဒီရုပ်ဒီအားတက်လာကြီးလင်းသန်းရှင်းအားတက်လာအဲ့ဒါမှဘုဇင်ခုနှစ်ပါးရွတ်တယ်ဆိုတာညင်နွမ်းမှုတွေတကွာအားလုံးကိုဆေးကျိုးပြလိုက်တယ်အဲ့လိုသွန်အားတတ်ရှိရဲ့အဲ့တော့မသိခင်တွေကမပြောပါလောက်တဲ့မဟာပလင်ဆိုတဲ့ဝေဒနာဟာသေပြီးနေဆိုင်မပြောပါလောက်တဲ့ဝေဒနာအဲ့ဒါကို အရင်ကန်ထားပြီးတော့တကယ်သေပြီးနေကအပေပြီးအမျက်ကိုရာယူတော့မယ်ဒါလေးကပါပါလေးပဲ အပယ်လေးကြအပယ်လေးပါးကြတဲ့ဇင်းရင်းစာနဲ့ဆိုရင်မဟာပလီနဲ့တိုင်းနိုင်စင်ဘေးရသေးမယ်မဟာပလီအေးဒါသေးသေးလေးဒီသေးသေးလေးကိုရေကြီးချွင်းလောက်နေတဏဖော်ထုတ်ဖို့ကျေးဇူးရှင်ပြီတဲ့ကဲတဏမင်းတွက်ဆံဒီခန္ဓာနဲ့ဟာရိတာသနာမင်းဒါနောက်ဆုံးပဲဆိုပြီးတော့ဖွင့်ပြီးဖိတ်ခေါ်လိုက်တာနော်ဒီမဟာပလီဝေဒန်ယူကြောက်ဖို့ပေါ့တချို့ကမဲ့ပူပြီးလို့ဗီတီဖြစ်ရင်ကိုဝင်လဲဒါတအားချမ်းသာတာဟုတ်အဲသိခံကြတယ် မဟာမင်းကြီးနဲ့ချိန်မှာဥသူဖွင့်ပြီးဘာဖြစ်လို့ဆိုတော့ကြံနေတဲ့ပုံပေါ်မှာဘာမှမသိမနာလို့လားငါလို့လားသွားပြီးညှိမှကြောက်လို့ဖြစ်တတ်တယ်လေအေးအဲ့ဒါကြောင့်မလို့ကိုယ်လို့ကိုယ်လို့ပါမိမိဘာလို့ရမှာလဲမဟာမင်းကြီးမိတာနဲ့အိမ်တွေကိုစစ်ပြရနဲ့ထိုင်လို့ကောင်းပါတယ်မဟာမင်းကကြောက်စရာမဟုတ်ပါဘူးစိတ်ကိုဖော်ထုတ်တာပေါ်ပစီတော့ဝိညာဉ်ကလည်းမင်းတက်ချင်တာမဟာမင်းချိန်တော့တက်ပါပဲတက်ပစီတော့သူ့လက်ပကြည့်ရအောင်စိတ်ထွက်မှထွက်ချင်တာထွက်ပစီတော့ငါမလုပ်ပေးတော့ပဲနဲ့ လိုက်ရောလုပ်တဲ့အတိုင်းမလိုက်ရောတော့ဘယ်နဲ့လိုက်ရောမှုတွေကနားပြီးတော့နေတော့မယ်အဲ့ဒီလိုနဲ့မူလအပြည့်ကင်းပြီးတော့တဏှာမရှိတဲ့ခန္ဓာအင်းရဲ့မူလအင်းဒီတိုင်းလေးပဲပုံဝင်ပြက်ဆောက်ရှောက်ပြီးတော့အားလုံးကိုခဝါကြဆွန့်လို့ဆွန့်လို့ဆွန့်လို့သွားတာလိုက်ရောမှုတောင်းတော့သူ့ဘာဘာတောင်းတော့ဘယ်မျိုးကတောင်းတော့ကိုကတောင်းတော့ကိုမလိုက်ရောဘယ်နဲ့ဆွန့်လို့နေတဲ့အလုပ်ပဲလုပ်သွားတာဆွန့်လို့မှုရဲ့အဆုံးကနေပါမယ်အဲ့တော့မဟာပင်ကြည့်စင်းတဲ့သဘောသိပြီလား